အားလုံးပဲမင်္ဂလာပါ Positive Vibe မြန်မာ Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့မင်းထင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအခုတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ YBS 130ကာတပါအရက်မူးလွန်ပြီးမစင်မချင်ကားမောင်းတော့ကြောင့်ခီးတဲ့တွေမှတ်တိုင်မရောက်ဖ ೇನೆ လမ်းတဝက်မှာတဲ့ကားပေါ်ကနေအကုန်ဆင်းကြတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ကာတမနဲ့ပြန်လည်စကားများအခြေတင်ဖြစ်တဲ့ဗီဒီယိုလေးပါကြည့်လိုက်ကြရအောင် Ê, ê đây là sao đây anh mau nè. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn mà đuổi Đá mà thôi mới xe ta mà bạn đuổi vào là đi không bảo quản thì xem là đi không có làm gì đâu mà đi không tiền ổn không

新南马新港。哎，看呀，然后呢，三个人就走八八的呢，三个人嘛，三五个秒的。完了，玩别的干的嘛？上新疆没去忙呢。上新疆没去嘛？搞毛毛山的去忙哪了？干过的各种干活，干嘛可累了？少爷嘛吧。

ဒီကိစ္စမှာတော့ကာသမားမှားတယ်ဆိုတာလောကရှင်းလင်းပါတယ်။ကာမောင်းသမားတယောက်အနေနဲ့အရက်သေးစာတောက်စားထားလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ကားဆိုတာကချိန်မီ၍မတော်တဆမှုဖြစ်နိုင်လို့ပါ။တကယ်လို့ဒီနေရာမှာကိုတယောက်တည်းစီးတဲ့ကိုပိုင်ကားဆိုရင်တောင်ရက်တောက်လို့မရပါဘူး။ကားမတော်တဆမှုဆိုတာကကိုဖြစ်ရင်ကိုပဲခံရတာမဟုတ်ပါဘူး။လမ်းပေါ်ကတခြားကားတွေကိုတွတ်တိုက်ရင်သူကြောင့်လူတွေကားတွေထိခိုက်ပျက်စီးနိုင်လို့ပါ။ဒါကြောင့်လဲမူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့လို့ဆိုတာပါ။ ရက်တောက်ပြီးကားမောင်းတာဟာပြစ်မှုမြောက်ပါတယ်အခုလို public transportation driver ဆိုရင်တော့လုံးဝကိုမဖြစ်သင့်တဲ့အခြေအနေပေါ့အခုလို့ခီးတဲ့တွေလမ်းမှာဆင်းသွားရတဲ့အတွက်ခီးတဲ့လူအများရဲ့အချိန်တွေအလုပ်တွေထိခိုက်နိုင်ပါတယ်ဒီဖြစ်စဉ်မှာတွေ့မိတာလေးတခုရှိတယ်အဲ့ဒါကကားပေါ်ကအမျိုးသားတစ်ယောက်ကစိတ်တူဒေါသထွက်ပြီးကားသမားကိုအောက်မှာထိုးဖို့စိန်ခေါ်နေတာတွေ့ရမှာပါယောက်ျားလေးတွေဆိုတာကဒေါသထွက်ရင်ခြေပါလက်ပါဖြည့်ရှင်းတတ်ကြတာမျိုးရှိတယ် တကယ်လို့စိတ်မထိန်နိုင်လို့ဗီဒီယိုတွေကလူလိုမျိုးထိုးကျိတ်ရင်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ကားပေါ်မှာတော့မဖြစ်လိုက်တာပိုကောင်းပါတယ်။ဘာကြောင့်ဘာလို့လဲဆိုတော့ကားပေါ်မှာဖြစ်လိုက်ရင်ဒီကိစ္စကိုပြန်ရှင်းကြတဲ့အခါမှာမှားနေတဲ့ကားသမားကအသာစီးရသွားနိုင်ပါတယ်။ကားပေါ်မှာဆိုရင်သူ့ရဲ့လုပ်ငန်းခွင်ဖြစ်နေတဲ့အတွက်ဝတ္တရားနှောက်ယှက်မှုလုပ်ငန်းခွင်ထိခိုက်အောင်နှောက်ယှက်မှုစတာတွေပေါ့နော်။အဲ့လိုတွေနဲ့သူ့အမားကနေပြီးတော့ကို့အမားဖြစ်သွားနိုင်ပါတယ်။အကောင်းဆုံးကတော့ရန်ဖြစ်တာထက်ရင်လိုင်းကိုတိုင်ကြတာကကို့အတွက်လည်းပိုကောင်းပါတယ်။ ီဖြစ်စဉ်နောက်ဆက်တွဲအနေနဲ့ပြောရရင် YBS ကြက်30ရင်းလိုင်းကအဲ့ဒီရင်မောင်းကိုထုတ်ပယ်အေးယူလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကို subscribe နှိပ်သွားဖို့လည်းမမေ့ပါနဲ့